တရုတ်မှာအင်တာနက်ကိုဖြတ်တောက်လိုက်တဲ့အခါနိုင်ငံသားတွေကဒီလိုမျိုးတုံ့ပြန်ခဲ့ကြတယ်။ကမ္ဘာပေါ်မှာအင်တာနက်အသုံးပြုသူအများဆုံးနဲ့ကမ္ဘာအကြီးဆုံးစီးပွားရေးဈေးကွက်ကြီးရှိတဲ့နေရာကတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ်။တရုတ်ပြည်သားတွေအတွက်အင်တာနက်ဟာအနောက်နိုင်ငံတွေမှာလိုရိုးရိုးဖျော်ဖြေရေးကိရိယာတတ်တတ်မဟုတ်ပါဘူး။သူတို့ရဲ့စီးပွားရေးလူမှုရေးမိသားစုရေးရာအားလုံးရဲ့အသက်သွင်းကြောပဲဖြစ်ပါတယ်။ ဝီချက်ပေးနဲ့အလီပေးတို့လိုမိုဘိုင်းငွေပေးချေမှုတွေဟာတရုတ်ပြည်သူတွေရဲ့နေစဉ်ဘဝမှာရေလိုလေလိုမရှိမဖြစ်အရေးပါနေပါပြီ။ဒါပေမဲ့တရုတ်အင်တာနက်ဟာ The Great Firewall လို့ခေါ်တဲ့အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာအမြဲတမ်းရှိနေပါတယ်။သူတို့ဟာအစိုးရကိုဝေဖန်တဲ့စကားလုံးတွေကိုစစ်စစ်ဖြတ်တောက်နိုင်ပြီးလူသားချင်းစိတ်ဆန္ဒမှုထိခိုက်စေမဲ့အကြောင်းအရာတွေကိုပိတ်ဆို့နိုင်ပါတယ်။ဒီလိုထိန်းချုပ်မှုအောက်မှာရှင်းတန်းနေခဲ့ရပေမဲ့အင်တာနက်ကွန်ရက်ကိုလုံးဝဖြတ်တောက်ပစ်လိုက်မယ်လို့ဘယ်သူမှမထင်ခဲ့မိပါဘူး။ ဒီလိုအဖြစ်ဆိုးဟာ2009ခုနှစ်မှာတရုတ်နိုင်ငံရဲ့အနောက်မြောက်ဒေသရှင်းကျန်ပြည်နယ်မှာစတင်ခဲ့ပါတယ်။ထို့အချိန်မှာရှင်းကျန်ဟာလူမျိုးရေးရတင်းမာမှုတွေရှိနေခဲ့တဲ့ဒေသဖြစ်ပြီးဒေသအပြင်ပဋိပက္ခတစ်ခုစတင်ခဲ့ချိန်မှာအစိုးရဟာထိတ်တန့်ရင်ဆိုင်မှုတွေပုံမပြင်းထန်စေဖို့ရည်ရွယ်ပြီးပြင်းထန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်။အဲ့ဒါကတော့အင်တာနက်နဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေအားလုံးကိုဖျက်တောက်ဖို့ပဲဖြစ်ပါတယ်။ ဒီဆောင်ဖြတ်ချက်ဟာဒေသခံပြည်သူတွေရဲ့နေစဉ်ဘဝကိုဘလောက်ထိထိခိုက်စေမလဲဆိုတာကိုအစိုးရရောပြည်သူတွေကပါကြိုတင်မတွဲမိခဲ့ကြပါဘူး။အင်တာနက်ပျောက်ကွယ်သွားတဲ့အခါလူမှုအဖွဲ့အစည်းတစ်ခုလုံးဘလို့ပြိုလဲသွားမလဲဆိုတာကိုဒီဗီဒီယိုမှာကျမတို့ကဖော်ထုတ်သွားမှာပဲဖြစ်ပါတယ်။ဒီအင်တာနက်ဖြတ်တောက်မှုဟာချက်ချင်းဖြစ်ပေါ်လာတာမဟုတ်ပါဘူး။အဖြစ်အပျက်တွေစတင်ဖြစ်ပွားပြီးနောက်ပိုင်းမှာပထမဆုံးပျောက်ကွယ်သွားတာကဆိုရှယ်မီဒီယာတွေပဲဖြစ်ပါတယ်။ Weibo, WeChat တို့ဟာတောင်းလို့မရတော့ပါဘူး။ အဲ့ဒီနောက်မှာတော့နိုင်ငံတကာဖုန်းခေါ်ဆိုမှုလမ်းကြောင်းတွေပါပြတ်တောက်သွားခဲ့ပါတယ်။လူတွေဟာအစပိုင်းမှာနီးပညာချုပ်ငင်းမှုကြောင့်လို့ပဲထင်ခဲ့ကြပေမဲ့မကြခင်မှာပဲမိုဘိုင်းဒေတာတွေလည်းရပ်တန့်သွားခဲ့ပါတယ်။ဖုန်းခေါ်ဆိုမှုတွေနဲ့စာတိုပေးပို့မှုတွေဟာလည်းအစိုးရထိန်းချုပ်မှုအောက်ကနေဖြည်းဖြည်းချင်းရှော့ချခံခဲ့ရပါတယ်။ဒီအချိန်မှာရှင်ကျန်းဒေတာတစ်ခုလုံးဟာကမ္ဘာကြီးနဲ့အဆက်အသွယ်လုံးဝပြတ်တောက်သွားပါပြီ။အင်တာနက်ပြတ်တောက်တာဟာစီးပွားရေးကိုချက်ချင်းရိုက်ခတ်ခဲ့ပါတယ်။ တရုတ်မှာဈေးဝယ်စင်တာတွေစားတောက်ဆိုင်တွေအသေးစားလုပ်ငန်းတွေဟာကျူအာကောင်းတဲ့ငွေပေးချေမှုကအဓိကအားထားခဲ့တာကြောင့်ငွေသားသုံးစွဲမှုဟာအင်မတန်နှေးပါနေခဲ့ပါပြီ။အခုလိုအင်တာနက်မရှိတော့တဲ့အခါဘဏ်စနစ်နဲ့မိုဘိုင်းငွေပေးချေမှုစနစ်တွေပါပျော်လဲခဲ့ရပါတယ်။စားတောက်ဆိုင်တွေလက်ဖက်ရည်ဆိုင်တွေဟာချက်ချင်းပိတ်သိမ်းခဲ့ရပြီးအလုံသမားတွေဟာသူတို့ရဲ့လစာငွေကိုဘဏ်ကနေထုတ်ယူလို့မရတော့ပါဘူး။စီမံခန့်ခွဲမှုကလည်းကုန်ပစ္စည်းမှယူမှုရောင်းချမှုအလုံးဟာရပ်တန့်သွားခဲ့ပါတယ်။ ဒီ digital လေဟာနဲ့ဟာမျိုးပြလူနေမှုစနစ်တစ်ခုလုံးကိုတရံအတွင်းအသက်ရှူရပ်သွားစေခဲ့ပါတယ်။လူသားတွေအတွက်အင်တာနက်ပြောက်ကွယ်သွားခြင်းရဲ့အဆိုးရွားဆုံးအကျိုးဆက်ကတော့အချက်အလက်ရိတ်မဲကြောက်ရွံ့လာခြင်းပဲဖြစ်ပါတယ်။အဆိုးရွားပိုင်းရုပ်သံလိုင်းတွေနဲ့သတင်းစာတွေကသာသတင်းထုတ်ပြန်ခွင့်ရှိပေမဲ့ဒီသတင်းတွေဟာ data ရင်းပဋိပက္ခရဲ့အမှန်တရားကိုဖော်ပြခဲ့ခြင်းမရှိပါဘူး။အင်တာနက်ဟာအဆိုးရွားကိုစန့်ကျင်တဲ့သတင်းရရှိဖို့တခုတည်းသောလမ်းကြောင်းဖြစ်ခဲ့ပြီးအဲဒီလမ်းကြောင်းပိတ်သွားတဲ့အခါကောလာဟာလာတွေစတင်လွှမ်းမိုးလာခဲ့ပါတယ်။ အင်တာနက်မရှိတော့တဲ့အခါတရုတ်ပြည်သားတွေဟာကိုယ်တိုင်မျက်မြင်သက်သေတွေကိုပဲအားကိုးရပါတော့တယ်။လမ်းပေါ်မှာဖြစ်နေတဲ့ကားတိုက်မှုသတင်းတစ်ခုဟာဗဇက်ပြောအစ်စ်မှာစစ်တပ်နဲ့ပြည်သူတွေရဲ့တိုက်ပွဲအဖြစ်ကိုပြောင်းလဲသွားနိုင်ပါတယ်။ဖုန်းနဲ့ဆက်သွယ်မရတဲ့မိတ်ဆွေတို့ဟာအစိုးရကဖမ်းဆီးသွားပြီလို့ယုံကြည်ချက်ခိုင်မာသွားနိုင်ပါတယ်။ကွာလဟာလာတွေဟာလူမျိုးရေးတန်တရားတွေကိုပုံမကြီးထွားစေခဲ့ပြီးဒေသခံလူအဖွဲ့အစည်းကိုနှစ်ချမ်းကွဲသွားစေခဲ့ပါတယ်။ဒီကာလအတွင်းလူသားတွေခံစားခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာဖိအားဟာအင်မတန်ပြင်းထန်ခဲ့ပြီး သူတို့ဟာကဘာကြီးနဲ့အဆက်အသွယ်ပြတ်နေုံသာမကပဲသူတို့ရဲ့အနာဂတ်အလုပ်အကိုင်းမိသားစုရဲ့လုံခြုံရေးတွေကိုပါမသိရတဲ့အတွက်စိုးရိမ်ပူပန်မှုဟာအထွတ်အထိပ်ကိုရောက်ရှိခဲ့ပါတယ်။အချို့လူငယ်တွေဟာအင်တာနက်မရှိတဲ့ဘဝကိုမနေတတ်တော့တဲ့အတွက်အကြီးအကျယ်စိတ်ကြယောဂါတွေခံစားကြရကြောင်းလဲမှတ်တမ်းတွေကဖော်ပြပါတယ်။ကောလာဟလတွေပြန့်ပွားမှုစီးပွားရေးပျက်စီးမှုနဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေစုပေါင်းလာတဲ့အခါလူတွေဟာနေအိမ်တွေမှာဆက်လက်မနေနိုင်တော့ပါဘူး။ အင်တာနက်မရှိတဲ့အတွက်သူတို့ဟာသတင်းအချက်လက်ကိုမျက်နှာချင်းဆိုင်ဖလှယ်ဖို့လိုအပ်လာပါတယ်။ဒါဟာလူမှုစုဝေးမှုရဲ့ပထမဆုံးအစပဲဖြစ်ပါတယ်။ဥရန်ချီမျိုးရဲ့လမ်းမတွေပေါ်မှာလူတွေဟာသတင်းအချက်လက်ရရှိရေးတရားမျှတမှုရရှိရေးအတွက်စုဝေးခဲ့ကြပါတယ်။အဓိကဆန္ဒပြမှုရဲ့အကြောင်းရင်းကမတူညီတဲ့လူမျိုးစုတွေကြားပဋိပက္ခကိုအစိုးရကကင်တွယ်ဖို့နဲ့ပတ်သက်ပေမဲ့အင်တာနက်ဖြတ်တောက်မှုဟာမိတော့ကိုလောင်စာထပ်ပြေးပေးလိုက်တာပဲဖြစ်ပါတယ်။ငါတို့ရဲ့သားသမီးတွေဘေးကင်းရလားဆိုတာသိခွင့်ပေးဆိုရဲတောင်းဆိုမှုတွေကလည်းစတင်ခဲ့ပါတယ်။ ဒီလိုစုဝေးမှုတွေဟာအစိုးရအတွက် digital ထိန်းချုပ်မှုရဲ့ဘေးထွက်ဆိုးကျိုးကိုပြတ်တာနေပါတယ်။ internet ရှိနေစဉ်မှာလူတွေကိုတဦးချင်းစောင့်ကြည့်နိုင်ပြီးသတင်းစကားကိုဖျက်တောက်နိုင်ပါတယ်။ဒါပေမဲ့ internet လုံးဝပျောက်သွားတဲ့အခါလူတွေဟာကိုယ်ထိလက်ရောက်ဆက်သွယ်ဖို့သာရွေးချယ်စရာရှိပါတော့တယ်။ဒီလိုနဲ့အသေးစားစုဝေးမှုတွေဟာအာဏာပိုင်တွေကိုဆန့်ကျင်တဲ့လူမှုဆန္ဒပြပွဲကြီးအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။အစိုးရရဲ့တုံ့ပြန်မှုကတော့အင်မတန်ပြင်းထန်ခဲ့ပြီးဆန္ဒပြသူတွေကိုအင်အားသုံးဖြိုခွင်းခဲ့ုံသာမကပဲခက်တောက်ထားတဲ့အင်တာနက်ကိုလည်းအလွယ်တကူပြန်လည်မဖွင့်မိခဲ့ပါဘူး။ ရှင်ကျန်းဒေတာဟာအင်တာနက်ကွန်ရက်မရှိဘဲဆယ်လနီးပါးနေထိုင်ခဲ့ရပြီးစီးပွားရေးပျက်စီးမှုတွေလူမှုရေးပြိုကွဲမှုတွေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာဒေတာကန်ပြည်သူတွေအတွက်ကြီးမားတဲ့ပိဆက်မှုဖြစ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကလည်းကမ္ဘာကြီးအတွက်ရရှိလိုက်တဲ့သင်ခန်းစာကတော့အင်တာနက်ဟာစိန်ခံပစ္စည်းမဟုတ်တော့ဘူးဆိုတာပါပဲ။သူဟာလူသားရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့လုံခြုံမှု စီးပွားရေးအသိပညာစတာတွေနဲ့ဓာတ်ရိုက်ဆက်ဆက်နေပါတယ်။ အာဏာပိုင်တွေအတွက် digital ဆက်သွယ်ရေးကိုဖျက်တောက်ခြင်းနဲ့ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုကိုတွန်းအားပေးလိုက်တာဟာထိန်းချုပ်မှုပြန်လည်ရရှိရေးကိုဥတည်မသွားပဲလူမှုဆန္ဒပြပွဲတွေကိုသာမီးထိုးပေးလိုက်တာဖြစ်တယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်။ရှင်ကျန်းပြည်နယ်မှာအင်တာနက်ပြန်လည်ရရှိခဲ့ပေမဲ့စောင့်ကြပ်မှုဟာအရင်ကထက်အစားပေါင်းများစွာပိုမိုတင်းကျပ်လာခဲ့ပါတယ်။အင်တာနက်ပြတ်သွားတဲ့အခါလူတွေလမ်းပေါ်ထွက်ခဲ့ရသလိုအင်တာနက်ပြန်ကောင်းလာတဲ့အခါမှာလည်း digital ထောင်ချောက်တစ်ခုကိုလူတွေဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်ဆိုတဲ့အတွေးနဲ့အတူဒီဗီဒီယိုကိုဆုံးသတ်လိုက်ပါတယ်။ ပရိသတ်တို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးကြကြပါအောင်နော်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တို့အူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်